ိုယ့်ရဲ့ freelance design phase တခုကိုတတ်မှတ်ဖို့အတွက်အခက်အခဲရှိနေတယ်ဆိုလို့ရှိရင်ဒီ video file လေးကအကူအညီဖြည့်ရှင်းပေးနိုင်ပါလိမ့်မယ်။ Okay design phase တခုကိုစပြီးတတ်မှတ်တော့မယ်ဆိုရင်ကျွန်တော်တို့ပထမဦးဆုံးလှုပ်လှိပ်ရှိတဲ့ကိစ္စကဘာလဲဆိုတော့ဘယ်သူတွေဘယ်ဈေးယူနေကြလဲ။ကျွန်တော်လိုက်ပြီးတော့ခင်းနေမင်းတဲ့သူတွေကိုလိုက်ပြီးမေးလေ့ရှိတယ်။ကျွန်တော်အပါဝင်ပေါ့နော်။ဆိုတော့ကျွန်တော်ဆိုလို့ရှိရင်မန္တလေးမှာတငယ်ချင်း၂ယောက်ရှိတယ်။အဲ့တငယ်ချင်းတွေကိုကျွန်တော်မေးတယ်။ ဆိုတော့တငယ်ချင်းကလည်းပဲကျွန်တော်ကိုလုံးဝကိုမအိတ်တုံဖာမောက်ကိုမရှင်းပြပေးတယ်ဘလို့အနေထားတွေစားလို့ရှိရင်ဘလို့ယူရတယ်ဈေးနှုန်းအနေထားတွေကဘလို့ရှိတယ်နော်အင်တီးရီယာတွေကဘလို့စသဖြင့်ပေါ့နော်အများကြီးအများကြီးပေါ့နော်သူပြောပြပေးတယ်အဲ့ဒီအတွက်လည်းအခုအထိကိုပဲကျွန်တော်တို့ဂျေစုတင်ရတယ်ပေါ့နော်ဆိုတော့ဒီအပိုင်းမှာကျွန်တော် ပြောပြချင်တာကဒီတငယ်ချင်းကပြောခဲ့တယ်နော်အခုဗီဒီယိုဖိုင်ကိုနားထောင်နေရတဲ့သူဆိုလို့ရှိရင်လေကို့မှာတငယ်ချင်းတွေရှိတယ်ဆိုရင်ကို့တငယ်ချင်းတွေကလည်းခင်းနဲ့မင်းနဲ့သူတွေကလည်းဟာ ကိုဘသူရေမတ်ဘသူရေနော်ဘယ်စီဘယ်စီငါတို့တော့ယူကြတယ်မင်းလဲအဲ့လောက်လေးယူရင်ယူပေါ့စသဖြင့်ပြောလိုက်မယ်ဆိုတော့အဲ့ဒီခါမှာကျွန်တော်တို့ကထားပါတော့ကိုတင်ငင်ချင်းကကို1 square feet ကိုတသိန်းလို့ပြောလိုက်ပြီဆိုပါဆိုအဲ့ဒီတသိန်းဆိုတဲ့ဈေးကတကယ်မဟုတ်ဘူးနော်အဲ့တသိန်းဆိုတဲ့ဈေးကတကယ်မဟုတ်ဘူးအဲ့တသိန်းယူရလို့ဆို1 square feet ကိုငါတို့ကတသိန်းယူရလို့ပြောလိုက်ပြီဆိုပါဆိုအဲ့ဒါဆိုရင်ကိုကစဉ်းစားရမှာကိုတသိန်းယူကိုရောတသိန်းယူမလားဒါမှမဟုတ်တသိန်းအောက်ကိုရှော့ပြီးယူမလားဒါမှမဟုတ်တသိန်းထက်ပိုပြီးတော့ယူမလား အဲ့ဒါစဉ်းစားရမယ်အဲ့ဒီအချိန်ဒီ၃မျိုးစဉ်းစားရတယ် short อยู่မလားပိုอยู่မလားအတူတူอยู่မလား၃မျိုးစဉ်းစားရဟုတ်ပြီအဲ့တော့တူတူอยู่မလားဆိုတာကိုလည်းတော်တော်များများကသဘောကျလိမ့်မယ်တိုးอยู่မလားဆိုတာကိုလည်းတော်တော်များများ is okay is okay short อยู่မလားဟာမင်း short อยู่မယ်ဆိုမင်းကျွန်တော်ရှင်းပြပေးမယ်ဘာဖြစ်လို့လဲဆိုတော့ထားပါတော့ကိုသွားပြီးမေးလိုက်တဲ့သူကိုယ့်ရဲ့ငွေချင်းက D professional level တခုမှာ၅နှစ်လောက်ထိ तू ကအခြေကျနေပြီ လူတိကလည်းများနေပြီ project တွေကလည်းတန်းစီနေအောင်ရနေရတယ်အလုပ်တွေကလည်းလက်မလည်အောင်လုပ်နေရတယ်အဲ့တော့သူယူတဲ့ဈေးနှုန်းက professional ဈေးနှုန်းတစ်ခုဖြစ်နေလိမ့်မယ်ဒါသူ့ရဲ့အချိန်နေကိုယ့်ရဲ့အချိန်နေရအောင်ကိုယ့်ရဲ့အချိန်နေရအောင်ကလွန်ခဲ့တဲ့3လလောက်ကမှအလုပ်စလုပ်သေးတာနော်ကိုဘသူမတ်ဘသူရေလို့လူမသိသေးဘူးလူတိအောင်လည်းကျွန်တော်တို့ကလောက်အောင်မယ်နော် အချိန်တွေကမတူဘူးကို့မှာအရေးချင်းမရှိလို့ပြောချင်တာမဟုတ်ဘူးနော်ကို့မှာအရေးချင်းရှိတယ်အရေးချင်းရှိပေမဲ့ကို့အရေးချင်းကိုအတိမတ်ပြုတဲ့လူနဲ့တွေ့အောင်မှဗျအဲ့တော့ကျွန်တော်ပြောချင်တဲ့စကားတစ်ခုကကို့မှာအရေးချင်းမရှိဘူးလို့ပြောချင်တာမဟုတ်ဘူးနော်အခုနားထောင်နေတဲ့သူတွေထဲမှာအခုမှဟိုအလုတ်စားလုပ်တဲ့၃လ၄လဝင်းကျင်လောက်ပဲရှိသေးတဲ့သူတွေကိုအရေးချင်းမရှိဘူးလို့ပြောချင်တာမဟုတ်ဘူးကို့မှာရှိတဲ့အရေးချင်းကိုအတိမတ်ပြုပေးဖို့ လူတွေးဖို့လိုသေးတယ်ကျွန်တော်ပြောချင်တာအဲ့ဒါเนาะတခါကြလို့ရှိရင်ဗမာစကားကစုံအောင်နားထောင်မှအတိပဲပေါက်တယ်ကျွန်တော်ကိုယ့်ရည်ချင်းကိုအတိမတ်ပြုပေးဖို့နော်အတိမတ်ပြုပေးမယ်ကိုယ့်အရေးချင်းကိုအတိမတ်ပြုပေးမယ်လူကိုတွေးဖို့လိုသေးတယ်အဲ့လိုလူတွေနဲ့တွေးပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့အရေးချင်းတွေကပို့ပြီးတော့ပေါ်လွင်လာမယ်ဒါဆိုရင်လို့ရှိရင်တော့ကိုယ်လည်းပဲ professional ဈေးနှုန်းတစ်ခုကိုတက်လှမ်းလို့ရသွားလိမ့်မယ်အဲ့တော့ အဲ့တော့ကိုကအဲ့လိုအနေထားမျိုးမရှိသေးဘူးပေါ့အဲ့လိုအနေထားမျိုးမရှိသေးဘူးဆိုရင်တော့နောက်ကျွန်တော်ဥပမာထပ်ခုထပ်ပြီးပြောပြမယ်အခုမှလုပ်ငန်းခွင်တွေကိုစဝင်မဲ့เนาะ3လလောက်ပဲရှိသေးတဲ့လူတစ်ယောက်ကိုเนาะ professional ဈေးနှုန်းကြီးတွားယူခိုင်းလိုက်လို့အမေရောက်ကမင်းငါတို့ငါတို့ကတော့ဒီလောက်ပဲယူနေရမင်းဒီလောက်ပဲယူမှရမယ်အဒီအောက်ကိုမင်း short ယူလို့ရှိရင်တော့မင်းကတော့ဒါဈေးကွက်ဖြတ်တာပဲဈေးကွက်ဖြတ်တယ်ဆိုတဲ့ကိစ္စတသက်ရှိရယ်နော်ဟိုးလုံးဝအောက်ဆုံးအဆင့်တိဟိုးအောက်ဆုံးအဆင့်တိကျွန်တော်ပြောတာသဘောပေါက်မယ်နော် အဲ့ဒါက brother တို့ပြောနေကြတဲ့ဈေးကွက်ဖြတ်တယ်ဟုတ်တယ်နော်အနေငယ်လေးနဲမယ်များမယ်နဲမယ်များမယ်အဲ့ဒါကတော့ကဘာဝပဲနော်နောက်ပြီးသုံးပြကျွန်တော်တို့ဟိုစတိုးဆိုင်မှာဈေးသွားဝယ်မယ်ဆိုရင်တော့အမစတိုးဆိုင်တစ်ခုနဲ့တစ်ခုရဲ့ဈေးကတူမှမတူလားအဲ့ဒါလေးကိုရိုးရိုးရှင်းရှင်းလေးအဲ့ဒါလေးကိုနားလည်ပေးဖို့လိုတယ်ကိုက professional ဈေးတစ်ခုခုနပြောတယ်ပေါ့မဟုတ်တဲ့ဈေးကြီးနော်မဟုတ်တဲ့ဈေးကြီးနော်1 square feet ကိုတသိန်းနော်မဟုတ်တဲ့ဈေးနော်အဲ့တော့ 1 square feet ကိုကိုရောတသိန်းယူနေလို့ brother တို့လည်းယူเนาะ sister တို့လည်းယူလို့တော့ပြောလိုက်ရင်ဒီအခုမှစပြီးတော့လုပ်ငန်းဝင်တဲ့ဟိုဝင်မဲ့လူတစ်တီအတွက်အဆင်ပြေပါမလားအဲ့ဒီဈေးနှုန်းနဲ့ तू တကယ်အလုပ်ရပါမလား तू तू တကယ်အလုပ်ဖြစ်ပါမလားအဲ့ဒါကိုကျွန်တော်တို့တွေးပြဖို့လိုတယ်နားလည်ပြဖို့လိုတယ်အဲ့ဒါကိုကျွန်တော်တို့နားလည်ပြဖို့လိုတယ် သူ့အချိန်နေနဲ့ကိုကလူတယောက်ကိုဈေးနှုန်းနဲ့ပတ်သက်ပြီးတော့နော် guideline လောက်ပြတော့မယ်ဆိုလို့ရှိရင်ကိုရဲ့အချိန်နေနဲ့သူ့ရဲ့အချိန်နေနဲ့တူလားမတူလားစဉ်းစားကြည့်ဖို့လိုတယ်။ကိုလာမိတဲ့သူတယောက်ကကိုလိုပဲနော်လူတိများနေတဲ့သူတယောက်အလုတ်လုံနေတဲ့သူတယောက်ဒါပေမဲ့ဈေးနှုန်းလေး reference လောက်ချင်လို့တယောက်နဲ့တယောက်ခင်မင်မှုရလာပြီးမေးတယ်ဆိုလို့ရှိရင်တမျိုးအခုမှ fresher လေးတွေအခုမှ fresher လေးတွေလူတစ်လေးတွေចောင်းပြီးကစားလုပ်ငန်းခွင်တွေကိုစဝင်မယ်တငယ်ချင်းတွေနှစ်ယောက်သုံးယောက်ပေါင်းပြီးတော့အလုပ်စပြီးလုပ်ကြမယ်ဒီလိုလူမျိုးတွေကိုကိုကသွားပြီးတော့ကိုယူတဲ့ professional ဈေးနှုန်းကြီးကိုချပြပြီးတော့ဒီတိုင်းပဲယူဆိုလို့ရှိရင်အဲ့ဒီကလေးတွေအဲ့ဒီကလေးတွေပေါ့နော်အလုပ်ရပါမလားတရားရခိုင်တော့အလုပ်မရလို့ကျွန်တော်ပြောချင်တာမဟုတ်ရချင်းလဲရသွားလိမ့်မယ်ဒါပေမဲ့တော်တော်ရုန်းကန်ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်သူတို့ကိုလူမသိသေးဘူးပေါ့နော်သူတို့ဘယ်လောက်ထိလုံနိုင်နေဆိုတာကိုလူမသိသေးဘူးသူတို့မလုံနိုင်ဘူးမဟုတ်သူတို့လုံနိုင်တယ် သူတို့လုံနိုင်တယ်ဒါပေမဲ့သူတို့လုံနိုင်တယ်ဆိုတာကိုလူမသိသေးတာအဲ့ဒီအချိန်တွေတခုအဲ့ဒီအချိန်တွေကိုတော့ကျွန်တော်တို့ကတီးခံပြီးတော့တွားရမှာပဲအဲ့ဒါကကျွန်တော်တို့ရဲ့ဘယ်နယ်ပယ်မှာပဲဖြစ်ဖြစ်နော်ဘယ်နယ်ပယ်မှာပဲဖြစ်အဲ့ဒီအတိုင်းပဲအဲ့တော့ကျွန်တော်ကဘလို့အကြံပေးလေးရှိလဲဆိုတော့ကျွန်တော်ယူတဲ့ဈေးနှုန်းလေးတခုကိုကျွန်တော်ကပြောပြလေးရှိတယ်ကျွန်တော်ကတော့ဒီလောက်ဒီလောက်ယူတယ်ပြီးရင်ကျွန်တော်ဗာဆက်ပြောလဲဆိုတော့ကျွန်တော်ကဒီလောက်ယူလို့ကျွန်တော်နဲ့အတူတူလိုက်ယူစရာမလိုဘူးနော် brother ျွန်တော်ကိုဈေးမေးခဲ့ဘူးတဲ့ကျွန်တော်ကိုအဲ့လိုလာပြီးစုံဆိုင်ခဲ့ဘူးတဲ့သူတွေအများကြီးရှိတယ်။ចောင်းသားတွေထဲမှာရောဟိုចောင်းသားမဟုတ်တဲ့သူတွေထဲမှာရောလာပြီးရောစုံဆိုင်နေသူတွေရှိတယ်။ကျွန်တော်အမြဲတမ်းဒီပုံစံတိုင်းပဲကျွန်တော်ပြောပြတယ်။ကျွန်တော်ဘလောက်ဘလောက်ဘလောက်ဝင်းကျင်ယူတယ်ဒါပေမဲ့ project ရဲ့အနေထားပေါ်မှာမူတည်ပြီးတော့တော့ဈေးတွေကတော့အပြောင်းလဲရှိတယ်။နောက်ပြီးတော့ကို့အင်ရှင်ကိုရဲ့ engine ရဲ့ agreement တွေပေါ်မှာမူတည်ပြီးတော့လေဈေးနှုန်းတွေကအပြောင်းအလဲရှိတယ်ဘယ်တော့မှ fixed price ဆိုတာမရှိဘူးဆိုလိုချင်တာကเนาะ ဈေးနှုန်းတကူကတိုင်ချီထားလို့မရဘူးကိုကဒီအလုပ်ကိုဘယ်လောက်ထိခက်ခက်ခဲခဲလုပ်ပေးရမလဲနော်ကိုလုပ်ရမယ့်လုပ်ငန်းကဘယ်လောက်ထိခက်ခဲတယ်လဲဘယ်လောက်ထိပင်ပန်းမလဲအဲ့ဒီပုံမှာမူတည်ပြီးတော့မှနောက်ပြီးတော့ project ဘယ်လောက်ထိများတယ်လဲပေါ့ဗျာအဲ့ဒီပုံမှာမူတည်ပြီးတော့မှကျွန်တော်တို့ကဈေးနှုန်းကိုကျွန်တော်တို့စဉ်းစားပြီးတော့ဆုံးဖြတ်ပေးသွားတာကျွန်တော်တို့ကိုယ်တိုင်လည်းပဲ1 square feet ဘယ်လောက်ဆိုပြီးတော့အဲ့ဒီ1 square feet ဈေးနှုန်းနဲ့ကျွန်တော်တို့တိုင်မချီထားဘူးဘာလို့ဆိုတော့ ဟိုလှုပ်ရတဲ့အနေထားပေါ်မှာမူတည်ပြီးတော့ကျွန်တော်တို့ကအတိုးလျှော့ adjust လုပ်ပေးလေးရှိတယ် negotiate ပေါ့နော်ညှိနှိုင်းပြီးတော့ကျွန်တော်လှုပ်ပေးလှုပ်ပေးတယ်ကျွန်တော်လာမိတဲ့သူတွေဆိုလို့ရှင်လဲကျွန်တော်ဒီတိုင်းပဲဖြေတယ်အဲ့လိုကျွန်တော်ပြောပြလိုက်တယ်ထားပါတော့1 square feet ကိုတသိန်းတကယ်ဈေးမဟုတ်ဘူးနော်အညီညီမကြီးကိုကတော့1 square feet ကိုတသိန်းယူတယ်နော်အဲ့တော့ကျွန်တော်တသိန်းယူလို့ညီမတို့တသိန်းလိုက်ယူစရာမလိုဘူးညီတို့တသိန်းလိုက်ယူစရာမလိုဘူးဒီထက်ပိုပြီးယူလဲရတယ်ဒါမှမဟုတ်ဒီထက် short ပြီးယူလဲရတယ်ဒါပေမဲ့ကျွန်တော် ထပ်ပြောလို့ရှိရဲစကားလေးရှိရဲကိုပြောလိုက်တဲ့ဈေးတစ်ခုကအရန်ကြီးတော့မနှဲသွားစေနဲ့ဘာဖြစ်လို့လဲဆိုတော့တကယ်တမ်းကိုပင်ပင်ပန်းပန်းအလုပ်လုပ်ရတဲ့အခါမှာပင်ပန်းပြီးအကျိုးမရှိဖြစ်မှာဆိုးလို့နော်အဲ့တော့ကြောင့်အရန်တော့မနှဲစေနဲ့လို့ပြောလိုက်တယ်ဒါပဲအဲ့ဒါကိုကျွန်တော်တို့နားလည်ပြဖို့လိုတယ်ကျွန်တော်တို့ကိုချင်းစာတတ်ပြဖို့လိုတယ်ဗျနော်ကိုဖြစ်ချင်တာကြီးကိုပဲဇွတ်အားမပြောနေလို့မရဘူးကိုနားလည်ပြဖို့လိုတယ်သူ့နေရာမှာကိုဝင်ကြည့်ပြဖို့လိုတယ်โอเคအဲ့တော့ ပြောလိုက်တယ်ပေါ့ကျွန်တော်တို့ကအညီညီမကြီးကျွန်တော်ကတော့ဒီလေးစီပဲဒီထက်ပို့ပြီးယူလို့လည်းရတယ်တူတူယူလို့လည်းရတယ်အဒီတဲ့ short ယူလို့လည်းရတယ်ဒါပေမဲ့ရိုင်းကြီးတော့ဈေးမနေသွားစေနဲ့ဘာဖြစ်လို့လဲဆိုတော့ကိုလှုပ်ရတဲ့ခါမှာကို့အတွက်ပင်ပန်းတာတွေရှိတယ်နော်လျှက်စစ်မီအသုံးဖြူခါတွေရှိတယ်နော်ပြီးတော့တခြားတော့အထွေထွေကုန်ကျစရိတ်တွေရှိတယ်ပေါ့ဗျာနော်ဆက်ကလေးဗာလေးပြတ်သွားလို့ရှိရင် memory တွေလည်းရအောင်မယ် graphic တွေလည်းရအောင်မယ်အဲ့ဒါတွေအတွက်ကိုလည်းကျွန်တော်တို့ကထိပ်ပြီးစဉ်းစားထားဖို့လိုတယ်ကျွန်တော်အမြဲပြောလို့ရှိရင်အဲ့တော့ဈေးတော့အရန်ကြီးမနေသွားစေနဲ့ ဈေးနှဲသွားလို့ရှင်ကိုပင်ပန်းတလောက်အကျိုးမရှိမှာဆိုရယ်เนาะပြီးတော့ဈေးလည်းအရင်မများစေနဲ့ဈေးအရင်မများရင်ဘာဖြစ်လဲအလုံးမရမှာဆိုရယ်เนาะဒါကဟိုအခုမှလူတစ်လေးတွေအတွက်ကျွန်တော်ကပြောတာဟိုနာမည်ရထားပြီးသားဒုတိယအတွက်ကတော့ဈေးနှုန်းကအရေးမကြီးတော့ဘူးနာမည်ရထားပြီးသားဒုတိယအတွက်ကတော့ဈေးနှုန်းအရေးမကြီးတော့ဘူးเนาะဟိုကြားဘူးကြမှာပေါ့လူတွေကဈေးကိုဂယူးမဆိုင်ဘူးမှန်တယ်ဗျတကယ်မှန်တယ်ဗျဘလို့အချိန်မှဂယူးမဆိုင်တာလဲဆိုတော့ လူကိုကြိုက်သွားတဲ့အချိန်မှာဈေးကိုဂယူမဆိုင်တော့ဘူးနော်ကိုဘသူကိုကြိုက်သွားပြီဆိုလို့ရှိရင်ကိုဘသူကတသိန်းတောင်းလဲပေးတယ်ငါးသိန်းတောင်းလဲပေးတယ်ပေးတယ်၁၀သိန်းတောင်းလဲပေးတယ်လူကိုကြိုက်သွားပြီလေဈေးကိုမစစ်တော့ဘူးအဲ့တော့အဲ့လိုအနေထားတစ်ခုကိုရောက်အောင်တော့ကိုကအချိန်ပေးရအောင်မယ်နေချင်းညာချင်းတော့အဲ့လိုအနေထားကိုရောက်မသွားဘူးအဲ့လိုအနေထားရောက်နေတဲ့သူတွေအများကြီးရှိတယ်နော်ဒါပေမဲ့အဲ့လိုလူတွေ ਨੇ ကိုကတွားပြီးတော့တန်းတွားညှိလို့မရဘူးသူတို့ကသူတို့ရဲ့တဘာ เนาะသူတို့ရဲ့ professional အရာကိုကသူတို့ကပြီးလန်းပေါ်မှာရောက်နေပြီဗျာပြီးလန်းပေါ်မှာရောက်နေပြီကိုကအခုမှပြီးလန်းပေါ်ကိုတက်မဲ့သူဆိုလို့ရှိရင်တော့သူတို့နဲ့တန်းသွားညှိလို့မရအောင်ဒီလိုပဲเนาะညှိနှိုင်းပြီးတော့သွားမှာအဲ့ဒါလေးကိုကျွန်တော်နားလည်ဖို့လိုတယ်နောက်ပိတ်ဆုံးကျွန်တော်အနည်းချုပ်ပြီးပြောချင်တာကတော့ဈေးတစ်ခုကိုတတ်မှတ်တဲ့အခါမှာကိုယ့်အတွက်အဆင်ပြေတဲ့ဈေးဖြစ်ဖို့လိုတယ်เนาะကိုယ့်အတွက်ဟိုပင်ပန်းရာကျိုးနဲ့တဲ့ဈေးလေးတစ်ခုဖြစ်ဖို့လိုတယ် ဲ့ဒါအရေးကြီးပါတယ်နောက်ပြီးတော့ကိုယ်စိတ်ကလေးပျော်ရွှင်တဲ့ကိုယ်စိတ်ကိုပျော်ရွှင်သွားစေမဲ့ဇေနုံတစ်ခုဖြစ်ဖို့လိုတယ်အဲ့ဒါဘာလဲဆိုတော့ဇေးတစ်ခုတော့ပြောလိုက်တယ်အလုပ်တော့ရသွားတယ်ဟာကွာငါကတော့အလုပ်လိုချင်လို့သာဇေးလေးကိုပြောလိုက်တာငါပြောတဲ့ဇေးကနဲသွားပြီကွာလောက်ရတာလည်းအများကြီးချက်ဖက်တီးရလည်းပြင်ရတာအများကြီးမကြိုက်ဘူးကွာမပျော်ရွှင်တော့ဘူးလေအလုပ်လုပ်ဖို့တဲ့လူဆိုလို့ရှိရင်သိရနော် ဲ့ချိန်မှာလုံးဝတည်တာ feeling ရပြတ်သွားပြီလေဇံမဝင်တော့မှုမဝင်တော့နော်ကြုံဘူးရင်တည်လိမ့်မယ်အများကြီးပြောစရာမလိုဘူးဒီလုပ်ငန်းဝင်နေတဲ့သူတွေဆိုလို့ရှိရင်တည်ကိုတည်ရဖြစ်ဖူးကြတယ်ကျွန်တော်လည်းဖြစ်ဖူးကြတယ်တော်တော်များများလည်းဖြစ်ဖူးကြလိမ့်မယ်မဖြစ်ဖူးသေးဘူးဆိုလို့ရှိရင်စိတ်မပွနဲ့တကွေးမိုးတကွေးမှာဖြစ်မှာဒီလုပ်လို့ရင်တော့ဒါတွေကကြုံကြုံရမှာပဲနော်အဲ့တော့ကိုနောင်တမရတဲ့ဈေးတစ်ခုဖြစ်ဖို့လိုတယ်ဟာကွာငါတောင်းလိုက်တာ မတန်တော့ဘူးလုတ်ပေးရတာလည်းအများကြီးချက်ဘက်တွေကလည်းအများကြီးပဲ project ကြီးကငါထင်သလောက်လည်းမဟုတ်ဘူးခက်ခဲလိုက်တာเนาะအဲ့လိုမျိုးတွေဖြစ်တတ်တယ်အဲ့တော့ကြောင့်မလို့ကျွန်တော်ဘာပြောလဲဆိုတော့ကိုယ်စိတ်ကလေးပျော်ရွှင်သွားမဲ့เนาะကိုယ်စိတ်ချမ်းသာစေမဲ့ဇေနုံတစ်ခုဖြစ်ဖို့လိုပါတယ်ဒါကိုပြောရင်းနဲ့ကျွန်တော်အဆုံးသတ်ပါမယ်အားလုံးပဲ bye bye